Hello အားလုံးပဲမင်္ဂလာပါ VR Bar Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ BME GT8 Pro ဖုန်းလေးကို unboxing လုပ်ထားတဲ့ video ကိုကျွန်တော် reaction လုပ်ပြမှာဖြစ်ပါတယ် Okay ဒါကတော့ BME GT8 Pro ရဲ့ဘူးပုံစံလေးပါအမဲအောင်လေးနဲ့ပုံမှာ GT8 Pro ဆိုရဲအစားသားလေးအပေါ်မှာပါလာတဲ့အောက်မှာ BME ပေါ့နော်ဒါကတော့ပေးနာမှာတရုတ်စာရဲ့ GT8 Pro ရဲ့စာတန်းလေးပါလာတယ်ပလတ်စတစ်အပတ်လေးနဲ့ပတ်ထားတယ် โอเคကျွန်တော်တို့ GTA 8 Pro ဂူလေးကိုကျွန်တော်တို့ဖွင့်ကြည့်မယ်အထဲမှာစကူပေါက်လေးနဲ့အရင်လာတာဗောနော် စကူပေါက်လေးမှာပေါ်မှာတော့တရုတ်စာလေးအထဲမှာပါလေးပါလေတစ်ချက်ကြည့်ကြည့်အောင်တရုတ်ဘုံနေရတော့ကာပါပါတယ်ကာပါကတော့မြဲထည့်လာပြီလေသူတို့တွေက GTA 8 Pro manual guide လေးရဲ့အော်ဝတ်ဥလှဲ့ဝတ်ဥလှဲ့လေးတွေမူလီမူလီလေးတွေပါလာတယ်ဒါကအာမူလီ ဒါတော့ဘောက်လဲပေါ့ခုနကတော့မူလီဘောက်လဲနဲ့မူလီနဲ့ပါထည့်ထားပေးတယ်ဒါတော့ Realme GT 8 Pro ရဲ့ဖုန်းထဲမှာပါလာတဲ့ original cover လေးပါအာသူပြတာကကင်မရာဘန်းကိုအဖြုတ်အသွင်းလဲလို့ရမယ့်ပုံစံလေးသူပြထားပေးတာပါနော် silicon cover ပုံစံပါပဲအနောက်မှာကျတော့ကျွန်တော်တို့ Realme logo ရဲ့အပေါ်မှာကကင်မရာ power wire rig ICOH Recall GR ပေါ့အဲ့လိုမျိုးလေးတော့သူထည့်ထားပေးတယ် silicon cover လေးပါပဲ ဖုန်းလေးကိုပေးမတစ်ချက်ထားပြီးတော့အထဲမှာပါပြီးပါလဲတစ်ချက်ကြည့်ပြအောင်ပါအာတွင်းနဲ့ဂျိုးအဖြူရောင်နဲ့ပဲတိုက် A to တိုက် C ဂျိုးလေးအဲတော့ sim ejection tool ပါ realme ကကြတော့ oppo ရဲ့ sub brand ဆိုတော့သူက oppo bouncing style ပုံစံမျိုးလေးသူကြတော့သူက sim ပင်လို့အဲ့လိုမျိုးလေးထည့်ထည့်ထားပေးတယ်ပူထဲမှာ120 watt super boost charging ပါမယ်ကဲဘူးထဲမှာဘာမှမရှိတော့ဆိုတော့ကျွန်တော်တို့ဘူးလေးကိုဖယ်လိုက်ပါပါတော့ Realme GT 8 Pro ဘယ်လိုပုံစံလေးဖြစ်မလဲတစ်ချက်ကြည့်အောင် Brilliant Star Screen Cap ပါလာတယ် Selfie Camera တစ်လုံးနဲ့ Flat Display ပဲပေါ့နော်အခုထွက်တဲ့တရုတ်ဖုန်းတွေအကုန်လုံးကတော့ Flat Display ဘက်ကိုပြန်သွားကုန်ပါပြီအဲဒါကတော့ Back အနောက်ကနေမြင်ရတဲ့ View လေးပါကင်မရာ၃လုံးပြီးရင်ဒီမှာခုနပြရတဲ့ဘောက်လှည့်နေမူလီထည့်ရမယ့်နေရာလေးတွေပါတယ်ရောင်ကတော့အဖြူရောင်အောက်မှာ Realme logo လေး ပရီးမီးယားဆက်ပါတယ်ပုံစံလေးကတော့မဆိုးပါဘူး။ဟုတ်ပြီဒါကတော့ Realme GT 8 Pro ရဲ့ပယ်ပတ်ချက်ကနေပြီးတော့မှမြင်ရမယ့်ပုံစံလေးပါ။ပယ်ပတ်ချက်မှာတော့ internal line နှစ်ခုပါပါတယ်။အောက်ဘက်မှာကျတော့ကျွန်တော်တို့ SIM ထည့်ရမယ့်နေရာရဲ့ microphone ရဲ့ type C ပါရဲ့ internal line ရဲ့ speaker ရဲ့ဆိုပြီးတော့ပါတယ်။ညာဘက်ချက်မှာကျတော့ကျွန်တော်တို့ internal line လေးရဲ့ power button လေးရဲ့ volume auto shop button လေးရဲ့ပါတယ်။ အပေါ်ဘက်မှာကြာတော့ကျွန်တော်တို့တွေ internal line microphone ir blaster နဲ့ speaker ဆိုပြီးတော့ထည့်ထားပေးတာပါเนาะဒါကတော့ကျွန်တော်တို့ volume တွေ click ဖြစ်မဖြစ်ဆိုတာလीကျွန်တော်တို့စမ်းပြပေးနေတာပါကဲတူလဲ nano sin နှစ်ခုထည့်လို့ရမယ် realme ကတော့အမှန်ကတော့ oppo ရဲ့ sub brand ပေါ့เนาะဒါပေမဲ့ gt series တွေကအာသူရဲ့ line up မှာ flash လို့တောင်ပြောလို့ရတာပဲဆိုတော့လေ sd card slot တော့မပါတာပါဘူးဒါကတော့သူ camera back ြောင်းလဲလုတ်ပြောင်းလဲပုံစံလေးပါ။อืมသွားမူလီတွေကိုဖြောက်လိုက်ရင်အဲ့လိုမျိုးပုံစံလေးဖြစ်သွား။ဒါပဲပြော၃ရက်အပြင်းပြေတာပေါ့ရှော့ကလီလို့ရတာပေါ့အ ਨੇ ဆုံးတော့ဒါဒီနေရာမှာတခြား accessory လေးတွေလည်းသူရောင်းပေးတယ်ဆိုပြီးတော့ကြော်ညာတဲ့နေရာမှာတော့တခါတည်းတော့သူပြောထားပေးတာပါနော် အဝိုင်းပုံတွေလေတောက်ပုံတွေတခြား accessory အစမ်းလေးတွေနည်းမျိုးစုံပါမယ်ပုံစံမျိုးစုံပါမယ်ကဲ GTA Pro ဖုန်းလေးကိုပါပါ online မယ် Realme logo လေးရဲ့ပါပါပါ Android ဆိုပြီးတော့ဖုန်းပွင့်လာတာပါနော် Realme GTA Pro ရဲ့ specification လေးတွေအကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြပေးမယ်သူကတော့2025 October 22မှာစပြီးတော့ကြော်ညာလာတယ် weight အနေနဲ့ကတော့214 gram လေးတယ် glass front aluminum frame 5R ဆီလီကွန်ပေါ်လီမာပေါ့အနောက်မှာကြတော့နော်အဲဆင်ကတော့ကျွန်တော်တို့နန်နိုဆင်နှစ်ခုရမယ် e-sim ပါရမယ် IP68 69 dust and water resistant နဲ့ display ကတော့ကျွန်တော်တို့ဒီ144 hz refresh rate နဲ့ကိုမှာ peak brightness က8000 nits တိရမယ်ဟွန်း share ပဲ screen size ကတော့6.79 inch ရှိတယ် resolution က 2K 2K display ပေါ့နော် 2K resolution နဲ့ရမယ်90.5:9 ratio OS ကတော့ကျွန်တော်တို့ Realme UI 7.0နဲ့လာပြီးတော့ Android 16 base နဲ့ပေါ့နော်။အတူအားပြီးရင်၄နှစ် major Android upgrade ရမယ်။အာ Snapdragon chipset အနေနဲ့ကကြာတော့ကျွန်တော်တို့ Snapdragon 8 Elite Gen 5 3nm chip နဲ့ memory မှာတော့ကျွန်တော်တို့တွေ storage က RAM 12GB ကို 256GB storage နဲ့က base model ဖြစ်ပြီးတော့အများဆုံးကတော့ကျွန်တော်တို့ RAM 16ကို 1TB ထိရမယ်။ UFS 4.1နဲ့ကင်မရာကတော့၃လုံး 200MP ပဲ။ telescope ပစ် 200mm ပဲဆရာက periscope telephoto 50mm ပဲဆရာက yoyo camera 50mm ပဲဆရာက ultra wide camera ရေဆိုပြီးတော့ camera 3လုံးပါမယ် 8K ကို30 frame per second တရားလေးရမယ်ဒီကကတော့ camera ပါလာတယ်သူက 4K ကို30 frame per second တရားလေးရတယ် speaker အနေနဲ့ကတော့ speaker ကိုတိုင်ရမယ် 3.5mm ချက်မပါဘူး wifi ကတော့ wifi 7 Ubuntu ကတော့ Ubuntu 10.0 USB 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 Type C လို့ပဲရေးထားတယ် generation block လဲတော့ဒီမှာပြောပြောပြရအောင်။ battery ကတော့ကျွန်တော်တို့ silicon carbon ကို9000 mAh တည်ထားပေးတယ်။ 120W wire ဆက်ပြီးရပြီးတော့မှ USB wire လည်းဆက်ပြီးရမယ်။ fingerprint ကတော့ကျွန်တော်တို့ analog လေးကိုမှ access လုပ်နေ fingerprint ပါနော်။ဒါဟုတ်ပါဘူး။ဒီကနေ့ဒီကနေ့ဒါဆိုဝတ်တင်ကြတာ။ဒီမှာဝင်အောင်ဆင်းရဲသွားပြီးသား။